ပိုင်း6နာရီမထိုးခင်လောက်ကစိုက်မှာပတ်စံ9ဒိန်အလိန်ခံလဲရတယ်ဗောနော်။ဘာလို့တင်တာလဲဆိုတော့ နောက်ထပ်ဆိုင်နေဟိုထပ်ပြီးတော့လိမ်မာဆွလို့ဒီလူရဲ့ပုံစံအောင်လဲသိထားစေခြင်းနဲ့ပြီးတော့သူ့ရဲ့လိမ်မုံလိမ်နည်းကိုလည်းသိထားစေခြင်းလို့ပေါ့နော်နောက်ထပ်သူလည်းကိုယ်လိုအလိမ်မခံရအောင်လို့တန်းတန်းဖြစ်ပါတယ်။မနေ့ကတော့ကိုကလည်းအိမ်အောင်စစောပြန်လာမိသွားတယ်။အော်ခါတိုင်းဆိုရင်အိမ်ရောက်လို့ဆိုရင်လည်းဆိုင်ရန် CCTV ကိုကလှန့်လှန့်ပြီးတော့ကြည့်တယ်။မနေ့ကကြတော့မကြည့်မိဘူး။အဲ့မှလည်းအင်းကြီးအပြာနဲ့ပစိုးမှပြီးတော့ဝင်လာတယ်လို့ အဲ့လိုအဲ့လိုသူကဝင်လာတဲ့လုံးဝကိုနဲ့တိတယ်ပေါ့ဒါကကိုနဲ့လုံးဝရင်းနေတယ်ကိုနဲ့တိတဲ့ပုံစံမျိုးဆိုင်မှာတပ်ပြောတာတပ်ပြောပြီးတော့ဘယ်လိုပြောလဲဆိုတော့သူကဈေးကောင်းရောင်းအောင်ပါစီပင်ရောင်းအောင်ပါနော်อืมဈေးကောင်းရောင်းအောင်ဟိုမှာဗရေတပင်တီးဖို့တို့မှာအကျွေ6သိန်းလောက်ရှိတယ်ပေါ့အဲ့ဒါအကျွေနဲ့ပတ်စံ6သိန်းနဲ့အဲ့လိုတထောင်နဲ့6သိန်းနဲ့လဲကျင်တာပေါ့နော်ဒီကကလေးတစ်ယောက်နဲ့ပတ်စံ6သိန်းထည့်ပေးလိုက်ပါပေါ့ဟိုရောက်လို့ဆိုရင်အမ်စီပင်ရောင်းရောင်းလို့ဆိုရင်သူအကျွေ6သိန်း ပြန်ထည့်ပေးလိုက်မယ်ပေါ့ဒီလားအဲ့လိုပြောတာအမှန်တကယ်တော့ဟိုသူပဲစေကောင်းသလားကိုရီပဲအတလားတော့မသိဘူးပေါ့နော်အမှန်အမှန်တကယ်တော့ကိုရီအယုံအယုံလွယ်လို့ဖြစ်သွားနောက်တစ်ခုကလည်းသူကစီပင်ယုံကပြောတော့စီပင်ယုံကိုမလိုက်ခဲ့ခိုင်းတာဆိုတော့လေအဲ့လိုမျိုးအယုံလွယ်သွားတာပေါ့နော်ပြောမယ်ဆိုရင်တော့အယုံလွယ်ပဲဖြစ်သွားအာဆိုင်ရန်ကလေးနဲ့ပတ်စံ၉သိန်းအောင်လဲထည့်ပေးလိုက်တယ်အမှသူကအဲ့တလုံးမှာဆိုင်ရန်ကလေးကိုလှမ်းပြီးတော့ဖြုတ်ခိုင်းတာအဲ့အဲ့တလုံးမှာဖြုတ်လာခဲ့ပေါ့သူကရုတ်တရက်အယမ်းရှိရဲ့ဒီလားအဲ့တလုံးမှာဖြုတ်လာခဲ့ပေါ့ အဲ့နဲ့ဆိုင်ရန်ကလေးကလည်းအဲ့တလုံးထုတ်သွားသူကလုံးဝနော်ကိုနဲ့လုံးဝရင်းနေတဲ့ပုံစံဆိုင်မှာတက်ပြောတာနော်အဲသူကဈေးကောင်းရောကဘာညာဆိုပြီးတော့အဲ့လိုမျိုးတက်ပြောအဲ့ဒါကလေးကိုပဲသူကခေါ်သွားတယ်ခေါ်သွားပြီးတော့လေကိုရီဒီဆိုင်ညမှာကုံညောက်ဆိုင်ရှိတယ်အဲ့ကုံညောက်ဆိုင်မှာလည်းသူကစကားဝင်ပြောလှမ်းလှမ်းပြောတာစကားကိုအဲညီကိုရေသူ့မှာအကျွေး3သိန်း4သိန်းလောက်ရှိတယ်လာခဲ့အောင်မယ်ဘာညာဆိုပြီးတော့အဲ့လိုမျိုးအဲ့ကုံညောက်ဆိုင်ကကိုကြီးနဲ့လည်းစကားလှမ်းပြောတော့ဆိုင်ကခလေးကလည်းအဲသူက လုံးလုံးဝဈေးရလွေနဲ့လည်းအကလုံးတိတယ်ပမာဏကတော့ယုံသွင်းတာပေါ့နော်ညဘက်ကျတော့ကုံညဆိုင်အောင်ကိုကြီးကိုကဖုန်းဆက်ပြီးတော့မေးတာပေါ့ကိုကြီးကိုကြီးနဲ့အဲ့လူစကားလှမ်းပြောတယ်လို့ပြောတယ်ကိုကြီးနဲ့တိလားဆိုဟိုကုံညဆိုင်အောင်ကိုကြီးကညီမလေးတဲ့အဲ့အဲ့လူနဲ့ကိုကြီးနဲ့လည်းမတိဘူးတဲ့မြင်လည်းမမြင်ဘူးတဲ့သူဘာစကားလှမ်းပြောမြင်လည်းမတိဘူးတဲ့ လောကမသိဘူးလို့ပြောတာပေါ့ပြီးတော့ဆိုင်ရန်ကလေးကိုခေါ်သွားပြီးတော့ तू ကတလန်းလုံးမှလည်းအဲ့လိုမျိုးစကားတွေတလန်းလုံးကလူရင်းနဲ့လည်း तू ကစကားတွေလှမ်းလှမ်းပြီးတော့ပြောတာပေါ့နော်အမ်ပြောရဲနောက်ဆုံးစီစီပင်ယုံနဲ့ထီလေ तू ကဝင်သွားတယ် तू စီပင်ယုံနဲ့ထီဝင်သွားတော့ကလေးကို तू ကအဝမှထားခဲ့တယ်တဲ့ခဏညီလေးခဏစောင့်အောင်ပေါ့ညပစံကိုတိတ်နေမင်းနဲ့ခဏစောင့်အောင်ပေါ့ငါအထဲထဲမှာအကြွေသွားယူလဲအောင်မယ်ပေါ့ပြီးလေပြီးရောကလေးကိုအထဲထဲဒီမခေါ်သွားပြင်မှာစောင့်ငိုင်းပြီးတော့ तू ကပြန်ထွက်လာတယ်တဲ့ ပြန်ထွက်လာပြီးတော့ဗာပြောလဲဆိုတော့ရုံးမှာပတ်စံမရှိဘူးဗောမင်းအိမ်လိုက်ခဲ့ဗောအိမ်မှာပတ်စံသွားယူမယ်ဗောအဲ့နဲ့ဒီကကလေးကလည်းသူကလည်းတိတ်ပြီးတော့ကလေးဆိုတော့လည်းနားမလဲဘူးဗောနော်အဲလူကြီးခိုင်းတာပဲလောက်ကတော့ဆိုတော့အမှသူ့အိမ်ကိုလိုက်သွားဗေနာဒီခေါ်သွားလဲဆိုတော့အမှငွေရတူအပေါ်မှာစာဝါဒီရှိတယ်စာဝါဒီဘေးမှာတိုက်တိုက်စောက်နေတာရှိတယ်အဲအဲ့တိုက်တဲ့ကိုသူဝင်သွားတယ်ဝင်သွားရဲ့ကလေးကိုကြတော့အပြစ်မှာ ရက်ဆောင်ခိုင်းတာပါမင်းခဏဆောင်ကအိမ်ထဲမှာအကြွေထုတ်သွားယူလဲအောင်မယ်ဆိုပြီးတော့ဒီလားခလေးကလည်းဒီဘက်လှည့်ပြီးတော့စောင့်နေတာပေါ့သူ့အဝမှာစောင့်နေပြီးတော့သူကအနောက်ကနေပြန်ရောက်လာပြန်ရောက်လာပြီးတော့ကြောကိုတစ်ချက်ပုတ်လိုက်တယ်ပုတ်လိုက်ပြီးတော့ခလေးကိုအိတ်တောင်းတယ်တဲ့အခုနဆိုင်ကနေဖြုတ်သူဖြုတ်လာခိုင်းတယ်အိတ်အိတ်တောင်းတဲ့ဟာကိုဒီခလေးကဘာဖြစ်လဲဆိုတော့အိတ်တယ်မကဘူးသူ့ကိုအိတ်ကောပတ်ဆက်အောင်ထုတ်ပေးမိသွားတယ်တဲ့ ထုတ်ပေးမိလိုက်တယ်ဗောနော်ထုတ်ပေးမိသွားတယ်တဲ့သူအဲ့လိုမျိုးပခုံးတစ်ချက်ရိုက်လိုက်တိုင်းထုတ်ပေးမိသွားတယ်ပြီးလဲပြီးရောပတ်စံ6ဒိန်းလဲယူသွားတယ်အဲ့လဲယူသွားတယ်အဲ့ထဲလဲဝင်သွားတယ်ပြီးတော့မရှိတော့ဘူးသူလဲစောင့်နေရပါတော့ပြန်ထွက်လာမလားထွက်လာမလားထွက်လာမလားတော်တော်ကြာရဲအဲ့ခလေးအိမ်နားမှာနေစောင့်နေရကံကောင်းတာတစ်ခုကဘာလဲဆိုတော့လေဒီပတ်စံ6သိန်းဟိုတာဒီခလေးကတတိရှိပြီးတော့မပေးဘဲနဲ့နေအဲ့ပတ်စံ6သိန်းတွေနဲ့ဒီခလေးကိုလဲသူကအဲ့နေပြုတ်มาပဲသူတို့ကသူတယောက်တည်းတော့မဟုတ်ဘူးနောက်ထပ်လူတွေလဲပါအောင်มาပဲရှိနေအောင်มาပဲ ပစံကိုတဲ့အောင်ဒီကလေးကမပေးဘဲနဲ့ညင်းဆန်နေလို့ဆိုရင်လေဒီပစံကိုတဲ့ကြောင့်ねဒီကလေးအသက်အနည်းတခုခုဖြစ်မှာဒါမဖြစ်သွားဘူးဒါကတော့ကန်ကောင်းသွားတာပေါ့နော်ကန်ကောင်းတော့အပီးလဲပြီးတော့ဆိုင်အောင်ကလေးလဲပြန်ပြီးတော့ရောက်လာတယ်လန်းလျှောက်ပြီးတော့စိုင်အောင်ကလေးလည်းပြန်ရောက်လာတယ်။သူလည်းမရှိတော့ဘူးပစံကိုသိန်းလည်းအလိန်ခံလေးရပါတယ်။ပါသွားတယ်ပေါ့နော်လှုပ်ရှားရှိတာနောက်မှထပ်ပြီးတော့လှုပ်မယ်ပေါ့နော်။အဲ့တော့ဒီလို ဒီလိုမျက်နာကိုလည်းမှတ်ထားပေးပါဗောနော်သူရဲ့လိန်လေးကလည်းလုံးဝလူရင်းပုံစံလိန်နဲ့အမှန်တကယ်တော့ကိုယ်ရဲ့အယုံလွယ်သွားရလဲပါဗောနော်သူပဲစိတ်ကောင်းလားဘာလားတော့မပြောတဲ့လောလောဆယ်တော့ပတ်စံကိုသိန်းတော့အလိန်ခံလဲရပါတယ်